အသက်15နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်အသက်6နှစ်အရွယ်ပုံစံလေးသာဖြစ်နေတဲ့သမီးလေးချောရတီမြင့်ပြည်သူများအလုံးမဲမင်္ဂလာပေါင်းလက်တလုံးအင်တာနက်ပေါ်မှာလူပြောများနေတဲ့သတင်းတပုတ်ကတော့အသက်15နှစ်အရွယ်မင်္ဂလေးချောရတီမြင့်ရဲ့အကြောင်းပဲဖြစ်ပါတယ်ချောရတီမြင့်ဟာဆိုရင်အသက်15နှစ်အရွယ်မိမပြိုလေးတူဖြစ်နေပေမယ့်သမိုင်းရဲ့ခန္ဓာကိုယ်အရွယ်စားနဲ့တီထွားဖွံ့ဖြိုးမှုနှောင်းဟာအသက်6နှစ်အရွယ်မှတင်ရပ်တန့်နေခဲ့တာဖြစ်ပါတယ် ပုံမှန်ဆေးပညာအရာတော့ခြေထောက်ဖွံ့ဖြိုးမှုရပ်တန့်နေတာဟာယောဂတစ်ခုဆိုပေမဲ့ချောင်းရတီမြင်းကတော့တိုက်ဆက်တွေရှိနေတာကြောင့်အသက်ကြီးလာပေမဲ့ကလေးရွယ်မှာသာရပ်တန့်နေတာလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။အမတော်များနန်းရွယ်ရဲ့တိုက်ဆက်ကိုလက်ခံထားသူဖြစ်တာကြောင့်အသက်ကြီးနေလေကလေးလေးတယောက်လိုပုံစံမျိုးဖြစ်နေတာပေါ့။တချို့တိုက်ဆက်တွေကတာမန်လူတွေနဲ့မတူဘဲချောတာလှတာတွေရှိသလုံးတချို့ကလည်းတိုက်ကလာလို့စကားမပြောတတ်တာတွေလည်းရှိပါတယ်။တိုက်ပံနေကြခက်ကိုရောက်နေပြီဖြစ်ပေမဲ့လည်းခုလိုယုံကြည်ဖို့ခက်ခဲတဲ့အရာတွေကလည်းများစွာရှိနေပြန်တာပေါ့။ ဒါပေမဲ့ချောရတီမြင့်ကအသက်6နှစ်အရွယ်မှာအဖျားကြီးပြီးဆေးရုံမှာဆေးကုသမှုခံယူခဲ့ရဖို့ပါတယ်။ဆရာဝန်တွေရဲ့ဆေးဆေးချက်တွေအရတော့သူမမှာအုံနောက်အမေပါရောင်ယောဂဖြစ်နေတာကြောင့်ခစီယောဂကိုခွဲစိတ်ကုသခဲ့ရတာဖြစ်ပါတယ်။ခစီယောဂကိုခွဲစိတ်ကုသပြီးတဲ့နောက်မှာတော့အတက်ယောဂကိုစတင်ခံစားခဲ့ရတာဖြစ်ပြီးခဏခဏဆိုသလိုတက်တက်သွားတာကြောင့်အများအားဖြင့်စောင့်ကြည့်ရမယ့်အခြေအနေကိုရောက်ရှိသွားခဲ့တာပါ။ ချောရတီမြင့်ဟာအသက်၅နှစ်လောက်ထိပုံမှန်ကလေးတွေလိုကြီးထွားဖွံ့ဖြိုးခဲ့ပေမယ့်အသက်၆နှစ်အရွယ်မှာခွဲစိတ်ကိုသတ်မှုခံရလို့အပြီးမှာတော့ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လူအများကတော့အမတော်များနန်းတွေရဲ့တိုက်ကနေလာလို့ကြီးထွားမှုရပ်တန့်တာမျိုးမဟုတ်ဖဲစိတ်ကိုသတ်မှုလွဲမသွားလို့ခုလိုဖြစ်သွားတာဖြစ်မယ်ဆိုပြီးထင်ကြေးပေးနေကြတာပေါ့။ တိုက်တွေကိုအယုံကြည်ရှိတဲ့သူတွေကလည်းသူတို့ရဲ့တိုက်ကလာသူမှန်ရင်သူတို့သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုကိုရောက်ရင်အခုလိုထူးထူးခြားခြားဖြစ်စဉ်တွေတစ်ခုမဟုတ်တစ်ခုဖြစ်တယ်ဆိုပြီးပြောလာကြပါတယ်။ချောရတီမြင့်ကအတန့်ယောဂါကိုပြင်းထန်စွာခံစားရပြီး၃လလောက်ထိစကားမပြောနိုင်ပဲဖြစ်သွားသေးတာပါ။ တမရဲ့ဂျာမရဲ့အချင်းကြီးအကြောင်းကြောင်းလဲနားခဲ့ရပြီးတမရဲ့ဂျာမရဲ့အချင်းကြီးကလည်းပုံမှန်အချင်းကြီးကိုပြန်မရောက်ခဲ့တော့ပါဘူး။စကားပြန်ပြောနိုင်ခဲ့ပေမဲ့လည်းကလေးငယ်တယောက်ရဲ့ညာရင်မျိုးသားဖြစ်နေခဲ့တာပေါ့။မကြာခဏဆိုသလိုဆေးရုံတွေလည်းတက်နေရပြီးအခုဆိုရင်တမမှာအတက်ယောဂအပြင်အုံနောက်အကျိတ်ယောဂပါရှိနေပါပြီ။ ဒါကြောင့်အချိန်မီခွဲစိတ်ကုသမှုခံယူရဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။စေပြညာနဲ့ကုသလို့အဆင်မပြေနေတာကြောင့်ရွှေရင်ကျော်ဆရာတွေနဲ့ကုသခဲ့ရောင်ချောရတီမြင့်လေးဟာအမတော်မြန်နှန်းတွေရဲ့တိုက်ဆက်ဖြစ်တာကြောင့်လူပြေရောက်လာချိန်မှာကုသိုလ်ကောင်းမှုတွေကိုလုပ်ရမယ်လို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့ချောရတီမြင့်တို့ရဲ့မိသားစုဟာအခြေခံလူတန်းစားမိသားစုဖြစ်တာကြောင့်တနေ့စားတနေ့စားနိုင်ဖို့ရမနေ့ရုန်းကန်နေရတာပေါ့။တငါတဲ့မိသားစုဖြစ်တာကြောင့်စီးပွားရေးအခြေအနေမှာအကောင်းကြီးတဲ့ကမဟုတ်ပါဘူး။ 600တိမြင့်ရဲ့လက်ရှိစေကုသစရိတ်တွေတော့ကိုကြီးထောက်ပံ့မှုတွေနဲ့ရှေ့ဆက်နေကြရတာပါ။ဒါကြောင့်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ဖို့ရအဆင်မပြေတာကြောင့်အခက်တွေ့နေတာပဲဖြစ်ပါတယ်။ကုသိုလ်တွေမလုံနိုင်တာကြောင့်ကြီးထွက်ဖွံ့ဖြိုးမှုတွေကိုနှုတ်ယူထားတာလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။အမှန်တကယ်တိုက်ကန်လာတာမဟုတ်ရင်တော့ကုသိုလ်လုပ်တာဟာကောင်းတဲ့အလုပ်ဖြစ်လို့တနိုင်တလောက်ကောင်းမှုကုသိုလ်တွေလုပ်ပေးဖို့တိုက်တွန်းနေကြပါတယ်။တချို့ကလည်းစေပညာမှာအမှန်တကယ်တက်ကြွနားလေတဲ့ဆောင်ဝင်တွင်းနဲ့တိုင်ပင်ပြီးကုသကြည့်ဖို့တာတိုက်တွန်းနေကြတာပါ။ ချောရတီမြင့်တို့မိသားစုအခြေအနေနဲ့ကတော့ခုလိုကုသဘောကမတတ်နိုင်တာကြောင့်ကိုညီကုသပေးမဲ့စေတနာရှင်ပေါ်လာဖို့ဆုတောင်းပေးရမှာပါပရိသတ်တို့အနေနဲ့ရောအသက်15နှစ်ဖြစ်နေပေမဲ့အသက်6နှစ်နဲ့သာကြီးထွားမှုရပ်တန့်သွားတဲ့သမီးလေးချောရတီမြင့်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ပါရရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ